်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပဲခူးတိုင်းတောင်ကုန်းမြို့စစ်ကောင်ရှင်ရဲ့ကေတုမတီလေးစိတ်အတွင်းကိုအစစ်မြင့် anti jamming fpv drone လေးစီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လေကြောင်းထိမ့်သိမ်းမျောစင်တဲ့ဂျမ်မာတာဝါတိုင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဝရဇိန်တပ်ဖွဲ့ကဒီဇင်ဘာလ9ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ၄ရက်နေ့မနက်၈နာရီကျော်လောက်က Operation Thunderbolt အနေနဲ့အစစ်မြင့် FPV drone တွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ လေချောင်းကာကွယ်ရေးအစင်းစင်းကိုကြောဖြတ်ပြီးလေတပ်ဝန်းထဲကို anti-jamming FPV drone တွေနဲ့လေချောင်းထိန်းသိမ်းရေးမျှော်စင်တဲ့ဂျမ်းမာတာဝါတိုင်းတွေကိုအတိအကျတိုက်ခိုက်ခဲ့တာလို့ဝရဇိန်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဂျမ်းမာဆက်တွေဆက်တိုက်မီးလောင်ကျွမ်းခဲ့ပြီး drone ၄စီးတဲ့ကနှစ်စီးကမြူနှင်းတွေထူထပ်နေတာကြောင့်ပြင်းထန်လွှဲချော်ခဲ့တယ်လို့ဆိုပါရယ်။ တိုက်ခိုက်ခံရမှုအပြီးစစ်တပ်ဘက်က MI-35 ရဟတ်ယာဉ်နဲ့တံပြန်တိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။စစ်ကော်မရှင်ရဲ့တောင်ငူလေတပ်ကနေဂရနီနဲ့တခြားဒေသတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ပဲခူးတိုင်းဖြူးမြို့နယ်ကြက်ကွင်းတာဝါတိုင်းနားမှာဒီဇင်ဘာလ၄ရက်နေ့မနက်၁၀နာရီခွဲလောက်ကကင်းလဲဖို့ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုဂျားဖျက်တိုက်ခိုက်ခဲ့တာမှာ၃ရောက်သေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိခဲ့တယ်လို့ဖြူးတောင်းရှစ် People's Defense Organization ဖြူးမြို့နယ်ပါကဖားကဒီဇင်ဘာလ၅ရက်နေ့ကထုတ်ပြန်ပါတယ်စီအရီမျိုးအစာကွင်းရွာစစ်တပ်ခိတ်ကနေကြက်ကွင်းရွာဘက်ကိုကင်းလဲဖို့ထွက်လာတဲ့စစ်သားတွေနဲ့ပြူတွေကိုကြက်ကွင်းတာဝါတိုင်းနားအရောက်မှာဂျားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ် အဲဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကတယောက်သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေနဲ့အတူစစ်သားတယောက်ပြူတယောက်ကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒါပေမဲ့ဖမ်းဆီးရမိသူတွေကိုစစ်ဆင်းနေတဲ့အချိန်တနက်လူပြီးပြန်လည်ခုခံခဲ့တာကြောင့်ပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့ဖြူမြို့နယ်ဘက်ကဖိုင်ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။တိုက်ခိုက်မှုအတွင်း G3 တနက်တလက် G4 တနက်တလက် G box 5ခုနဲ့ G 15000တို့သိရှိရရှိခဲ့တယ်လို့ဆိုပါရယ်ဖြူမြုံနယ်အတွင်းစစ်စင်ရေးအရှိန်တိုးမြင့်သွားမှာဖြစ်လို့ပြည်သူတွေအနေနဲ့စစ်တပ်ဂိတ်တွေနဲ့တပ်ဖွဲ့ဝင်တွေအနီးနားနေထိုင်တာမှမပြုတ်လို့ကြဖို့ဖြူမြုံနယ်ဒေါ်လာရေးတပ်ဖွဲ့တွေကတိုက်တွန်းထားတယ်လို့သိရပါရယ်ရှင်ဒီဇင်ဘာ28ရက်နေ့မှာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1ကိုဂရင်းပြည်နယ်ကမြို့တော်လိုက်ကွန်နဲ့ဘော်လခဲမြို့မှာကျင်းပမယ်လို့ UEC ကထုတ်ပြန်ကြေညာထားပါဗျ မဲဆွဲစီရင်ကာလအဖြစ်အောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ29ရက်နေ့ထိရပောင်း60 UEC ကခွင့်ပြုပေးထားပါတယ်အဲ့ဒီကာလအတွင်းမြို့တော်လိုက်ကောမှာတော့နိုဝင်ဘာလဆတဲ့ကမဲဆွယ်စီးယုံတာတွေလုံနေတယ်လို့အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်။ဘောလကဲမြို့မှာတော့နိုဝင်ဘာနောက်ဆုံးပတ်ကစပြီးနေရဆွတ်ခွာသွားတဲ့သူတွေကိုစစ်တပ်ကရွေးကောက်ပွဲအမိနေရပြန်လာကြဖို့လိုက်လံနှိုးဆော်နေပြီးတပတ်တစ်ချိန်အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးနေပြီလို့လက်ရှိဘောလကဲမြို့တွေကအခြေအနေတွေကိုမြို့ခံတယောက်က DVB ကိုရှင်းပြပါရတယ်။ အဲ့တော့ရဟတွေပါတယ်ဆင်းတယ်အာသူလည်းဆင်းလာတယ်ဆိုတာသူတို့တအောင်ဆောင်ပစ္စည်းပါမယ်ပြီးတော့ရိတ်ခတ်ပိုင်းလည်းပါမယ်တဲ့ကြားထဲမှာတော့သူတို့စီယုံရင်းနေတဲ့လူသားတွေကိုဒီစားစတာကုန်လေကိုစီးချလောက်ပြီးတာတော့ပြီးတော့တပတ်တစ်ချိန်နေချိန်ကိုအလိုက်နေပြီးတာတော့ပြီးတော့လိုက်ပြီးပြီးတော့အဲ့ဒါဆက်ရမိတာသူတွေ အပြောင်းဝင်လာဖို့အဲ့လည်းမရှိနိုင်ဘူးလားရှိတာပေါ့ဘလခဲမျိုးရဲ့နီနာကမက်စလက်တောင်စခုံးကန်းကိုနိုဝင်ဘာနောက်ဆုံးပတ်မှာစစ်တပ်ကပြန်သိမ်းခဲ့ပြီးတဲ့နောက်စစ်ကြောင်းနှစ်ကြောင်းခွဲကအနီးနားပတ်လည်ရွာတွေကိုနေမြေရှင်းလင်းဝင်နေလို့ဒေါ်လာရင်းတက်တည်နေလဲထိတွေ့မှုဖြစ်နေပါတယ်။ဘလခဲမျိုးထဲမှာလက်ရှိခမာယာ၄၂ကိုခမာယာ၄၃၃နဲ့ခလာယာ၃၃၇တက်တည်ကြံနေသေးပြီးရမ်းပြည်နယ်အခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကခနှင့်လက်အောက်ခံတိုင်ရင်းအချို့ကို အားဖြည့်ထားပြီးတော့ပြည်သူအယောက်200လောက်မျိုးထဲမှာကျန်နေသေးတယ်လို့တော်လိုင်းတပ်ပေါင်းစုဘက်ကသုံးသပ်ထားပါတယ်။လက်ကလောမျိုးထဲမှာမဲဆွယ်နေသလိုလုံချုံရေးပိုင်းကိုပိုတင်းချက်ထားတယ်လို့ဗော်လခန်မျိုးခန်ကဆက်ရှင်းပြပါတယ်။ Also သူတို့လုံချုံရေးသူတို့လည်းချက်ထားတယ်ဗျ။ und ဒီနေ့လည်းကျွန်တော်ပြောလို့မရဘူး။ပါစားပါရတဲ့ချောင်းတော့တိတော်လည်းလာတဲ့ချောင်းရဲ့ဟိုကဒီတော်ရင်ခွေးတဲ့တဲ့ချောင်းအခုအာမစလာတော့မှတော့ပြည့်စုံတော့ဆလူကဗော်လခန်ကိုလီဘယ်လီတာခါလာတာပါ ပေါ်လခဲနာတဝိုင်းမှာရှိနေတဲ့ DBB ရဲ့စစ်ရေးရေးမြစ်ကိုဆက်သွယ်မေးမြန်းကြည့်ရရွာသေးဘက်ကစစ်ကြောင်းဟာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ဝမ်မလန်စခန်းကိုပြန်ယူဖို့စူးစမ်းနေတယ်လို့ဆိုပါတယ်ဆက်သွယ်ရေးခက်ခဲတဲ့ကြောင့်စစ်ရေးရေးမြစ်ရဲ့ပြောပြချက်ကို DBB သတင်းတော့ကအတန်းစားထုတ်ဖတ်ထားပေးပါတယ်ဒီပေါ်လခဲရဲ့မလှမ်းမကန့်ရောက်တဲ့နေရာမှာတော့စစ်တပ်ကခြေကုပ်ယူထားပြီးဘလို့တွေ့ရလဲဆိုတော့ခြေကုပ်ယူထားရင်စစ်တပ်ကတဖြည်းဖြည်းဆက်တိုးလာတယ်ကျွန်တော်တို့ကလည်းသူမတိုးလာနိုင်အောင်ပိတ်ထားတယ် ပြည်သူ့လွှတ်တော်နေရာအတွက်ဘောလခဲမဲဆန္ဒနယ်ကနေစံခိုင်ပါတီပြည်သူ့ရှေ့ဆောင်ပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ကရားပြည်နယ်ပြည်သူ့ပါတီစတဲ့၄ပါတီကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁တွဲကရင်နီပြည်နယ်ကမဲဆန္ဒနယ်အသီးသီးကနေဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ၄ခုကရွေးကောက်ခံမဲ့ကိုယ်စားလှယ်လောင်း၈၈ဦးရှိတယ်လို့ဒေတာတွင်းမီဒီယာတွေရေဖော်ပြချက်ရသိရပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ စစ်ကော်မရှင်ကရတထကြီးပုံမှ905ကကြီးနဲ့ပြစ်ဒဏ်ကြားခံနေရတဲ့အကျဉ်းသား385ယောက်ကို နိုဝင်ဘာ29မှာလွန်ငင်းကွင်းနဲ့ပြစ်ဒဏ်ရှုတ်ပုတ်မှုပေးခဲ့ပါတယ်။ဒါအပြင်အဲ့ဒီပုံမှန်နဲ့တရားစွဲဆိုခံထားရကထွက်ပြေးတိမ်းရှောင်နေကြရတဲ့9580ယောက်ကိုလည်းတပါတယ်အမှုပိတ်သိမ်းပေးခဲ့ပါတယ်။ ါပေမဲ့တစ်ဖက်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကကြောင်မဲနဲ့တီဘောမြို့မှာတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့သူတွေကိုစင်စစ်မပြတ်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ငါရငါနဲ့ထောင်းခါလာလကားခါလာမို့ခွန်တက်လာအဲ့ကောင်နဲ့ညီတဲ့ဟာရောပြန်ခေါ်ထားတယ်။သူအချုပ်ထဲမှာ9ညနေခဲ့ရတယ်6ညနဲ့9ရက်ပေါ့။သူဘာမှလုပ်ထားတာမရှိဘူးတက်တလာမရှိဘူး။အဲ့နေခဲ့ရတဲ့နေရာမှာစစ်ခွန်ရုံးလုတ်လိုက်ပြီးတော့မှအဲ့အဲ့ထောင်းထန်တွေကိုသူကသူအကုန်လုံးအချိန်မှဆင်းစင်လာတယ်။အဲ့ချိန်မှာကြောင်မင်းကဖွဲ့ထဲမှာတက်တက်တကြွန်းတိမိနေပါတယ်ကျိုးမိနေပါတယ်ပါတယ်။ကြောင်မင်းနဲ့ဒီဘောမျိုးမှာဖန်စီထားလူတွေကိုအရက်ဘတ်တရားရုံးမှာစီရင်ချက်ချတာမဟုတ်ပဲစစ်ကော်မရှင်တက်ကစစ်ခွန်ရုံးဖွဲ့ပြီးစီရင်ချက်ချနေတာလို့မြို့ကန်ဒီကဆိုပါတယ်။ ဒါကြောင့်တော်လိုင်းအင်အားစုတွေနဲ့နီးစပ်ကြတို့တွေစီဒီယန်ဝန်ထမ်းတွေဟာမိသားစုလိုက်တင်းရှောင်နေကြရလဲရှိနေပါလေ။ကျောင်းမှာထပ်ပြီးတော့ဖမ်းခါရတဲ့လူနှစ်ယောက်ရှိတယ်။ဖမ်းစီရတောက်လျှောက်ရှိနေ။အင်းဒီလည်းချိတ်ပိတ်တာလည်းတောက်လျှောက်ရှိနေ။ဒီဘောကကိုကလေးလည်းဖမ်းခံထားရတယ်။တရားနာနေတအန်တက်ကတနစ်ကြော်ကြာထင်းကျုပ်ထားတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကနောင်ချိုကြောက်မင်းတီဘောမြို့ကိုအာနာတိန်စစ်ကော်မရှင်တပ်ကဒီနှစ်အတွင်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်တော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့လူတွေကိုစက်တိုက်ဖမ်းဆီးနေပြီးနေအိမ်နဲ့လုပ်ငန်းတွေကိုချိတ်ပိတ်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့လည်းပြင်ဆင်နေပါတယ်ကျွန်တော်ခုံစော်ဦးပါ စပိန်နိုင်ငံအရှေ့ပိုင်းတလွားကလေယာဉ်မြေတွေမှာအလုပ်လုပ်ကြဖို့အတွက်ယာနစ်ချီတဲ့နိုင်ငံခြားသားရွှေပြောင်းအလုပ်သမားတွေကိုနီးမမှန်လမ်းမမှန်ခေါ်ဆောင်လာခဲ့တယ်လို့ဆွဆွဲခံရတဲ့ရာဇဝတ်ကိုင်းကွင်းဆက်တစ်ခုကိုစပိန်ရဲတပ်ဖွဲ့ဖြိုခွင်းခဲ့ပြီးပြည်ထောင်စုဝန်ကြီးဌာနကလည်းလူမဆန်တဲ့ကြေးကျွန်တွေလို့အခြေအနေတွေလို့ဖော်ပြထားပါတယ်။ ဒီဇမလ၄ရက်နေ့ကြာတာပရင်းနေ့မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာရဲရရှိတွေဟာလူ၁၁ယောက်ကိုဖမ်းဆီးခဲ့ပြီးနေနာသူဖြစ်နိုင်ခြေရှိတဲ့တားကောင်၃၀၀ကျော်ကိုဖောက်ထုတ်နိုင်ခဲ့ကအများစုဟာနေပေါ်နိုင်ငံကဖြစ်တယ်လို့သိရပါဗျာ။ သူတို့ဟာနိုင်ငံတဲကိုခီးသွားဗီဇာနဲ့ရှန်ဂန် area ကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးအဲဒီနောက်မှာအာလီကန်ဒေဗလန်စီယာဇာရာဂိုဇာတို့လိုပြည်နယ်တွေကကျေးလက်ဒေသတွေကိုခေါ်ဆောင်သွားခံရတာပါရွှေပြောင်းနေထိုင်သူတွေဟာလေဝင်လေထွက်မကောင်းတဲ့အခန်းတွေမှာစုပြုံနေထိုင်ကြရပြီးကျမ်းမြေပေါ်မှာအိတ်ဆက်ရကအိမ်ငှားကတည်ယူပို့ဆောင်ခနဲ့အစားအစာတွေအတွက်ပါ မတန်တဆအခကျင်းတွေပေးဆောင်ရကြောင်းရတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်ရှင် န့်ဆိုရဟာအမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူကိုဒေါ်နယ်ဂျေထရန့်ငြိမ်းချမ်းရေးအင်စတီကျူလို့ပြောင်းလဲမည်ခေါ်ခဲ့ပါတယ်။နောက်တရက်အကြာဒီဇင်ဘာလ၄ရက်နေ့မှာ DR Congo နဲ့ Rwanda နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ညီကြေးလက်မှတ်ရေးထိုးပွဲကို Trump ဦးဆောင်ပြီးတော့အဲ့ဒီအဖွဲ့အစအုံမှာကျင်းပခဲ့ပါတယ်။ ဝါရှင်တန်မှာလက်မှတ်ထိုးပွဲလုပ်နေတဲ့အချိန်မြေပြင်မှာတော့တိုက်ပွဲတွေပြင်းထန်နေသေးဖြစ်ပါတယ်။အထူးသဖြင့်ရဝန်ဒါကကြောထောက်နောက်ခံပေးထားတယ်လို့ဆွဆွဲခံရတဲ့ M23 တပုံအဖွဲ့ဟာမကြသေးခင်ကပဲဂိုမာနဲ့ဘူကာဗိုလိုမဟာဗျူဟာကြားတဲ့မြို့ကြီးတွေကိုသိမ်းပိုက်ထားပါတယ်။ဒီစာချုပ်လက်မှတ်ထိုးပွဲမှာ M23 အဖွဲ့ကိုယ်တိုင်မပါတာကြောင့်တကယ်လက်တွေ့မှာတိုက်ပွဲတွေရပ်တန့်သွားဖို့မလွယ်ကူဘူးလို့သုံးသပ်မှုတွေရှိနေပါတယ်။သမရထရန်ကတော့ဒီသဘောတူညီချက်ဟာ အမေရိကန်ကုမ္ပဏီတွေအတွက်ဒေတာတွင်းကရှားပါတက်တူတွေတူဖော်ခွင့်ရစေမဲ့အခွင့်အလမ်းတစ်ခုလို့ပြောထားပါဗျ။ဒေတာခန့်တွေကတော့ဒီစာချုပ်ဟာစီးပွားရေးအကျိုးမြတ်ကိုပဲဦးစားပေးပြီးနှစ်ပေါင်း30ကြာပြိပခါကိုအမှန်တကယ်ဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးလို့ဝေဖန်နေကြပါတယ်ရှင်။ TV ုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါ ကျမတော်ငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်